ဒင်နာပွဲလေးကျင်းပနေစဉ်အတွင်းဝတ်စုံတွေတစုံပြီးတစုံလဲပြီးတော့မိတ်ကပ်ပြင်ဆင်မှုတွေလည်းစတိုင်းလုပ်နေရတဲ့ဇနီးလေးအတွက်ဖိုက်စာပြီးတော့အပြတ်သွားမှဆိုလို့ဘေးကနေအဆဆရရကယူဆိုင်ပေးနေတဲ့ဗီဒီယိုလေးကြောင့်ငယ်စဉ်ဖန်တွေရဲ့တဲတဲလုတ်အားပေးခြင်းကိုခံနေရတဲ့တရုတ်ဆောင်ဟေးဝီယန်မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကနိုဝင်ဘာလ15ရက်နေ့ညပိုင်းမှာတော့တရုတ်ဆောင်ဟေးဝေယံနဲ့ဆွေပြည့်တစင်တို့နှစ်ယောက်ရဲ့မင်္ဂလာညစာစားပွဲလေးအောင်မြင်စွာနဲ့ကျင်းပပြုလုပ်ပြီးစီးခဲ့တာဖြစ်ပါတယ် အဆိုပါပွဲလေးမှာတော့သတို့သားသတို့သမီးနှစ်ယောက်စလုံးကဝစ်ဆုံသုံးဆုံလဲလဲဝစ်ဆင်ခဲ့တာဖြစ်ပြီးချင်ရတဲ့အနုပညာကြီးကိုမောင်နှမတွေနဲ့တငယ်ချင်းမိတ်ဆွေတွေကြားထဲမှာအတောက်ပါဆုံးဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ ဝစ်စုံတစုံချင်းစီလဲတဲ့အချိန်မှာတော့သူတို့သားအနေနဲ့ဝစ်စုံလဲရတာလွယ်ကူပေမယ့်သူတို့သမီးစုဖြစ်အတွက်ကတော့ဝစ်စုံကအစမိကန်နဲ့ဇပင်တွေကိုပါအစအဆုံးပြန်လဲပြင်ဆင်ရတာကြောင့်သူတို့သားဖြစ်သူကဘေးနားကနေအစအစရရဖြစ်စည်းပေးနေတဲ့ဗီဒီယိုလေးတွေလည်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတာဖြစ်ပါတယ်။ တရုတ်ဆောင်ဟေဝီယန်ကချစ်စနီးလေးကိုဗိုက်စာနေမှာဆိုတာကြောင့်ဘေးကနေထမင်းတလုတ်ချင်းခွန့်ပေးနေတာဖြစ်ပြီးဆိုပြပုံမှာထားတဲ့ချစ်ချင်းမြတ်တာတွေနဲ့ဂယုဆိုင်မှုတွေကဘလောက်တောင်လေးနဲ့လဲဆိုတာကိုဘေးကလူတွေတောင်မှအားကြရလောက်တဲ့အတီးဝိုက်စာနေတော့နိုင်ခဲ့တာလည်းဖြစ်ပါသေးတယ်။ဟုတ်ကဲ့ဆရာ။ဆက်ဆက်။မင်းတို့လည်းပွဲလာတယ်။အဲ့ဒါကျိုးလေးမတက်ဘူးဟာ ူလေးကြည့်ပြီးသားတကယ်ချင်းတကယ်ချင်းတော်တော်လေးအပေါင်းလေးပို့လို့ကဲခိုင်နိုင်ရောတော့ဒီမှာတစ်ခါတည်းဒါမှမဟုတ်ဒီမှာတစ်ခါတည်းပါစောင်းပါလားဒီသားလေးမိတယ်